ဘီလီယနာသတင်းကြီးအီလွန်မတ်စ်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ကြားတင်းမာမှုတွေဖြစ်ပေါ်နေချိန်မှာယင်းဤမြုံနှံသူတွေကတက်စလာကုမ္ပဏီရှိအစုရှယ်ယာတွေကိုဇွန်လ9ရက်မှာထုတ်ရောင်းပစ်ခဲ့ကြပါတယ်။အီလွန်မတ်စ်ပိုင်ဆိုင်တဲ့အဲ့ဒီလျှက်စစ်ကားကုမ္ပဏီရဲ့ရှယ်ယာဈေးတွေ14ရာခိုင်နှုန်းအထိထိုးကျခဲ့ပြီးလများစွာအတွင်းအစိုးရဆုံးနေရက်တွေထဲကတရက်အဖြစ်ဈေးကွက်တံမှုကန်ဒေါ်လာ150ဘီလီယံလောက်ဆုံးရှုံးခဲ့ရပါတယ်။ ရန်သူတွေလို့ရှုမြင်ထားသူတွေကိုတားဆီးဖို့အစိုးရအာဏာကိုကင်ဆွဲထားတဲ့အင်ဖြူရော်နဲ့သူခွာပြဲလို့ရှိရင်အီလိုမတ်စ်အတွက်ဘလို့အန္တရာယ်ရှိနေတယ်လဲဆိုတာကိုအခုဆုံးရှုံးမှုတွေကဖော်ပြနေပါတယ်။အငင်းပွားမှုထွက်ပေါ်လာချိန်မှာအစိုးရနဲ့ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့စာချုပ်တွေချုပ်ဆိုထားတဲ့ Space 8ဒုံးကြီးရင်လုပ်ငန်းအပြင် Elon Musk ရဲ့ကုမ္ပဏီတွေနဲ့အစိုးရကြားချုပ်ဆိုထားတဲ့စာချုပ်တွေကိုဖျက်သိမ်းပစ်မယ်လို့ Trump ကထိန်းချုပ်ထားပါတယ်။ အဲ့ဒီချိန်ချမှုကိုတုတ်ပြန်တဲ့အနေနဲ့ Elon Musk ကဆက်လုံစမ်းပါလို့ပြောဆိုထားတာတွေ့ရပါတယ်။လူမှုမီဒီယာမှာဓာတ်ရိုက်ထုတ်လွှင့်ရာကနေမူဝါဒဆိုင်ရာသဘောထားကွဲလွဲမှုကတဆင့်ပုံကိုယ်ရေးတိုက်ခိုက်စော်ကားမှုတွေအထိအရှိန်မြင့်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ကြာဆက်ဆက်ရေးအဆင်မပြေဖြစ်မှုကြောင့်ယင်းနီးမြုံနံသူတွေစိုးရိမ်သွားခဲ့ကြပြီး Elon Musk ရဲ့ကုမ္ပဏီမှာရှိနေတဲ့သူတို့ရဲ့ရှယ်ယာတွေကိုထုတ်ယောင်းခဲ့ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က Trend နဲ့မဟာမိတ်ဖွဲ့လိုက်တဲ့အချိန်မှာ Elon Musk ရဲ့ကုမ္ပဏီအကျိုးများလာနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်တွေကြောင့်အစုရှယ်ယာတွေမြင့်တက်လာခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း trend နဲ့အဆင်မပြေဖြစ်လာပြီးရဲ့နောက်ယင်းနှိမ့်မြုံနံသူတွေ Elon Musk အပေါ်ယုံကြည်မှုနည်းလာခဲ့ပါတယ်။ Elon Musk ကနောက်ပိုင်းမှာသူ့ကုမ္ပဏီကိုအာရုံမစိုက်တော့ဘဲအစိုးရအလုပ်တွေကိုစိတ်ဝင်စားနေရကြောင့်ယင်းနှိမ့်မြုံနံသူတွေစိုးရိမ်နေကြပါတယ်။